င်္ဂလာပါရှင်စံတော်ချိန်တစ်စတည်းရဲ့ကျမရေဝန်စီတင်ကနေကြိုဆိုလိုက်ပါရယ်ခုတက်ဆက်ပေးမယ့်အကြောင်းအရာကတော့လက်တလောကလေးငယ်တွေမှာအဖြစ်များနေတဲ့ respiratory syncytial virus RSV ကြောင့်ပဲဖြစ်ပါရယ် RSV ရဲ့လက္ခဏာကဘယ်လိုမျိုးလဲရောဂါမဖြစ်ရအောင်လိုင်းနာရမယ်ဆောင်ရွက်ဆောင်ရွက်အချက်တွေကဘာတွေလဲကလေးငယ်တွေတောင်မကတခြားသတိပြုကူးဆိုင်နေထန်တွင်တွင်တွေကဘယ်သူတွေလဲ ISP ဆိုတာကအသက်ရှူလမ်းကြောင်းကနေဝင်ရောက်ပြီးတော့အသက်ရှူလမ်းကြောင်းအပါဝင်အဆုတ်ကိုပါထိခိုက်စေတဲ့ပိုးတစ်မျိုးပဲဖြစ်ပါတယ်။ဒီယောဂပိုးကပိုးအစ်စ်တစ်မျိုးမဟုတ်ဘဲနဲ့ရာသီအကူးပြောင်းမှာဖြစ်လေရှိတဲ့ဗိုင်းရပ်စ်တစ်မျိုးပဲဖြစ်ပါတယ်။ညာတော့ဖြစ်တော့ကိုခံအားနည်းတဲ့ကလေးငယ်တွေမှာအဖြစ်များလေးရှိပါတယ်။ချောင်းဆိုးခြင်း၊နှာခြေခြင်းကနေထွက်လာတဲ့အမုတ်အမွှားတွေကလေထဲမှာပြန့်နှံ့ပြီးတော့ကူးစက်နိုင်တယ်လို့ယောဂပိုးရှိသူရဲ့လက်ကင်ဘွား၊ကစားစရာ၊တကားလက်ကင်စတာတွေနဲ့ ထိတွေ့ကင်တွင်မိရာကနေလဲကူးဆက်တတ်ပါတယ်။သူ့ရဲ့ယောဂလက္ခဏာတွေကတော့အသက်ရှူလမ်းကြောင်းကိုထိခိုက်စေတဲ့ပိုးတွေကူးဆက်ခံရတဲ့အခါမှာပုံမှန်ရာသီအကူးပြောင်းမှဖြစ်လေရှိတဲ့အတိုင်းနှာစည်းခြင်း၊ချောင်းဆိုးခြင်း၊လေကြောင်းနာခြင်း၊ကိုယ်လက်ကိုက်ခဲနှုံးချီခြင်းနဲ့အစာစားခြင်းတွေနဲ့ပါခြင်းစာရာတွေပဲဖြစ်ပါတယ်။ဒါပေမဲ့ကလေးငယ်တွေဖြစ်များလေးရှိပြီးတော့အထူးသဖြင့်တော့မွေးကင်းစကလေးငယ်တွေမွေးရပါနှလုံးရောဂါဒုမဟုတ်အဆုတ်ရောဂါရှိသူတွေနဲ့ အသက်နှစ်နှစ်အောက်ကလေးငယ်တွေမှာဆိုရင်တော့ယောဂလက္ခဏာကပြင်းထန်တတ်ပြီးပန်းနာရင်ကျက်နဲ့အဆောက်ရောင်ခြင်းထိပါဖြစ်စေတတ်ပါတယ်။ကလေးမိဘတွေအနေနဲ့ကလေးငယ်ရဲ့အခြေအနေကိုအထူးသတိထားစောင့်ကြည့်ဖို့လည်းအရေးကြီးပါတယ်။ကလေးငယ်ကအစာမဝင်မဲ့ကြီးကြခြင်းအပြားတရကြောတောက်လျှောက်တက်နေခြင်းအသက်ရှူမြန်ခြင်းအပြင်အသက်ရှူတဲ့အခါမှာလည်းတရှိရှိနေခြင်းနဲ့ချွဲတံမြည်ခြင်းအသက်ရှူရင်ရှိုက်ရှူနေရပြီးတော့နှံရိုးကြားတွေကအရှိေပြားကခြိုက်ဝင်သွားပြီးတော့နှံရိုးတွေထင်းနေအောင်ပေါ်လာတဲ့ချိန် မကြခဏမှိန်သွားခြင်းတတိလက်စနဲ့နှကမ်းများခြေလက်များပြခြင်းစတဲ့လက္ခဏာတွေဖြစ်လာမယ်ဆိုရင်တော့နှီးစက်ရဆေးရုံဆေးကံကိုအမြန်ဆုံးတွားရောက်ပြသသင့်ပါတယ်။ဒီဗိုင်းရပ်စ်ပေါ်နဲ့ပတ်သက်ပြီးတော့ကုသနိုင်တဲ့ဆေးမရှိပေမဲ့ခလေးငယ်ကိုကောင်းစွာအနားယူစေခြင်း ရေးဒါမှမဟုတ်မိခင်တို့ကိုတိုက်ကြွေးခြင်းနဲ့ကိုပူတဲ့အခါမှာဆေးတိုက်ခြင်းတို့ကိုပြုလုပ်ပေးနိုင်သလိုရောဂါလက္ခဏာပြင်းထန်ရင်တော့ဆေးရုံမှာအောက်ဆီဂျင်ပေးခြင်းရေဓာတ်သွင်းခြင်းအသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းတို့ဆေးသွင်းခြင်းစတဲ့ကုသမှုတွေကိုလည်းခံယူရနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းအားတွေတစ်ဆင့်ကူးဆက်စေတာကြောင့်မိဘတွေအနေနဲ့လူထုတက်တဲ့နေရာတွေကို မလိုအပ်ပဲသွားလာကြ။လူစီကားတဲ့နေရာတွေကိုခေါ်သွားတာမျိုးကိုရှောင်ကျဉ်သင့်ပြီးမဖြစ်မနေအပြင်ထွက်ရမယ်ဆိုရင်လည်းနှာခေါင်းစိမတ်စ်ကိုတိကျတက်ဆင့်ကြ။လက်ကို မကြခဏဆေးကြောခြင်းတွေကိုပြုလုပ်ပေးသင့်ပါတယ်။သာပြေကိုခါအကောင်းစီဖို့အတွက်အေးဝဝအိတ်ဖို့လဲလိုအပ်တယ်လို့အာဟာရပြေဝအောင်စားသုံးပြီးရေကိုလည်းမမေ့မလျော့တောက်သုံးဖို့လဲလိုအပ်ပါတယ်။ ကလေးငယ်တွေမှာအဖြစ်များလေးရှိပေမဲ့အသက်65နှစ်အထက်ရှိသူများပန်းနာရင်ဇံနာတာရှည်အဆုတ်ရောင်ယောဂါတို့လိုအသက်ရှူလမ်းကြောင်းယောဂါအခန့်ရှိသူတွေနဲ့နာတာရှည်ယောဂါတွေဖြစ်တဲ့စီဂျိုသွေးတို့နာတာရှည်ကြောက်ကအားနယ်ယောဂါကန်ဆာယောဂါလေးဗနာယောဂါကိုခန္ဓာအစိပ်ပိုင်းအစာထိုးထားသူများခုကအကြဆက်မှုယောဂရှိသူအစရှိတဲ့လူတွေအနေနဲ့လည်းအထူးကူပြုနေထိုင်သင့်ပါတယ်။ အခုတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာတွေကိုတော့ဒေါက်တာဖုန်းစီသူလွင်နဲ့သက်ဆိုင်ရာဆရာဝန်များရဲ့ကျန်းမာရေးဆိုင်ရာကြံပြုချက်တွေကနေထုတ်လုပ်ပြီးစီစဉ်တင်ဆက်လိုက်တာပဲဖြစ်ပါတယ်။ဒီစီစဉ်လေးကိုတော့လောင်းနေပဲရန်နာပြသည်ရှင်ကျန်းမာရေးရေဝန်စီတင်ကနေကျန်းမာရေးဆိုင်ရာအသိပညာတွေအိမ်တွင်းကုသနည်းတွေနဲ့ဆောင်ရွက်ဆောင်ရွက်ချက်တွေကိုလည်းအလင်းသင်္ကေတလိုတင်ဆက်ပေးသွားအောင်ပါဖြစ်လို့ဆောင်မြောကြည့်ရှုကြဖို့ဖိတ်ခေါ်ရင်းနဲ့နှုတ်ဆက်လိုက်ပါရစေ။